ဘဝမှာဥစ္စာပစ္စည်းနဲ့ပြည့်စုံခြင်းလိုက်တာလို့သင်တောင်းတတယ်ဆိုရင်ငါးပါးတိလကိုသာဖြူစင်အောင်ဆောင်ထိမ့်ပါဒီတိုင်းဟောတာမြတ်စွာဘုရားလူလောကထဲမှာကောင်းတဲ့င်းတွေကျွဲကျွဲဝခြင်းတယ်သတင်းကောင်းတွေထွက်ခြင်းတယ်ဒီနေ့အဖြစ်နာမည်ကောင်းရခြင်းတယ်ဆိုရင်လည်းပဲငါးပါးတိလကိုသာပြည့်စုံအောင်ဆောင်ထိမ့်ပါလူဘဝကြီးမှာဥစ္စာပစ္စည်းနဲ့လည်းပြည့်စုံလေ ကောင်းသောချီးမွမ်းခြင်းဖြင့်လည်းပဲအချီးမွမ်းခံရတယ်ဆိုရင်ဘာလို့လဲလဲအချမ်းမြင့်တော့ဘာမှမလိုတော့ဘူးလို့တော့ပြောလို့ရရနော်ပဝင်းခြင်းရဲ့လေးစားမှုတမှုထမှုမျက်နှာမှုလည်းရရလေဥစ္စာပစ္စည်းနဲ့လည်းပြည့်စုံအဲ့ဒီနှမျိုးလုံးကိုသီလတည်းဟူသောအကြောင်းကြောင့်ရနိုင်တယ်ဒါတင်လားဆိုတော့မကားဘူးဒါကဒီဘဝအတွက်လိုအပ်ချက်ကိုပဲပြည့်စုံစေတဲ့အပိုင်းကိုပြောတာနော်ဘဝကသိပြီးတာနဲ့ပြီးမလားမပြီးဘူးအဲ့ဒါဘာဆက်ပြောလို့လဲဆိုတော့ဗျာ သီးပြီးတဲ့နောက်မှာငါဘွားကောင်းလေးရကျင်လိုက်တာလို့တောင့်တရဲဆိုရင်လည်းငါမသီလကောသာပြည့်စုံအောင်စောင့်ဖိ။သုံးချက်ပြောတယ်နော်အဲ့ဒီသုတ်တံပါ။ဥစ္စာပြည့်စုံနေပြည့်စုံခြင်းရဲ့ချီးမွမ်းသံနဲ့ပြည့်စုံခြင်းရဲ့ပြီးတော့ပါလို့ဘွားကောင်းကိုရကျင်နေပြည့်စုံဟုတ်ပြီလား။ဒါကြောင့်ကိုချင်းသီလနဲ့ပြည့်စုံမယ်ဆိုရင်အတန်တရာမှာအရှင်ပြေလိမ့်မယ်ချမ်းသာလိမ့်မယ်ဒီလိုမျက်စွာပြန်ဟောတာ။